ကဲ့ပါရှင်ဒီလိုမျိုးပေါ့နော်စပင်ကဆူဆူရွားရွားကျွတ်လာပြီစပင်ဆန်သားပျက်စီးလာပြီဆိုရင်ဘယ်လိုမျိုးကုထုံးလေးတွေနဲ့ကုသနိုင်လဲဆိုတဲ့အကြောင်းလေးတွေကိုလည်းဆရာမဆင်းပြပေးပါအောင် ရှင့်ဟုတ်ကဲ့ပါဟုတ် အကူထုံးလေးတွေအနေနဲ့ဆိုလို့ရှင်เนาะဒါကျွန်တော်တို့တောက်ရတဲ့တောက်ဆီလေးတွေရှိမယ်အတောက်ဆီလေးတွေအပိုင်းမှာဒီဖြစ်တဲ့အကြောင်းရင်းလိုက်ပေါ့เนาะအတောက်ရတဲ့တောက်ဆီလေးတွေရှိမယ်နောက်ပြီးတော့ဒီစပင်နဲ့ဥယျာပြားကိုအားဖြည့်ပေးတဲ့ဒီ supplement အားဆီလေးတွေရှိမယ်နောက်ဥယျာပြားကိုဓာတ်ရိုက်ဖြန်းရတဲ့လင်းရတဲ့အဆီလေးတွေရှိမယ် အနောက်တစ်ခုကကြတော့ဒီ aesthetic procedures လေးတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါသွေးရည်ကြည်ကုထုံးပေါ့နော်အာ PRP ကုထုံးလေးတွေရှိမယ်အနောက် exosomes ကုထုံးရှိမယ်နောက်အဟဲ laser therapy ရှိမယ်နောက်ဆုံးအနေနဲ့ကတော့ဒီပို့ပြီးတော့ invasive ဖြစ်တဲ့ treatment ဆိုလို့ရှိရင်တော့ဒါ hair transplant ပေါ့နော်အဲ့လိုမျိုးလေးတွေဒါဖြစ်တဲ့အကြောင်းအရာနဲ့ဖြစ်နေတဲ့အခြေအနေဆိုးရတဲ့ပုံမှာမူတည်ပြီးတော့ကုထုံးလေးတွေအမျိုးမျိုး꿰ွားတာပေါ့နော် ဟုတ်ကဲ့ပါရှင်။ဒီဆရာမကဒီကုထုံးလေးတွေအကြောင်းပြောပြီးသွားပြီဆိုတော့ဆရာအနေနဲ့ရောဆရာရဲ့ကိုယ်ပိုင်အတွေ့အကြုံလေးတွေကိုလည်းမျှဝေပြပါအောင်ရှင်။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်ကတော့ဒီစပင်ကျွတ်တာကိုပေါ့နော်။စပင်ဆားကျွတ်ကျွတ်ခြင်းမှာကာကွယ်ဖို့ဆိုတာထပ်ကိုကျွန်တော်တော့နောက်ကျသွားတာပေါ့လေ။နောက်ကျသွားတော့စပင်ဆိုက်ပြီးတော့နောက်မှမှပဲကျွန်တော်ဒီကုထုံးလေးတွေကျွန်တော် try ပြစ်တယ်ပေါ့နော်။ try ပြစ်တဲ့ဒီမှာအဓိကကတော့အဲကျွန်တော်စပင်တွေ တန်မာဖို့အတွက်ပေါ့နော်ပြန်လဲတန်မာစေဖို့အတွက်ကြတော့ကျွန်တော်အဲ့ဒီ collagen ပါတဲ့ supplement လေးရယ်အော်အဲ့ဒီ collagen ကိုမှကျွန်တော်တို့ခန္ဓာကိုယ်ပို့ပြီးတော့အဖက်ပိုကောင်းအောင်ပေါ့နော်ပို boost လုပ်ပေးနိုင်တဲ့ vitamin C ပါတဲ့ဟာမျိုးလေးတွေပေါ့နော်ဟော antioxidant action ပါတဲ့ supplement မျိုးလေးတွေကကျွန်တော်ဒီ facial ဆိုတဲ့ဟာလေးကိုကျွန်တော်တောက်ဖြစ်တယ်အဲတောက်ဖြစ်တဲ့ဒီမှာတော့ကျွန်တော် အဲ့ဒီ3-4လလောက်ပေါ့နော်တောက်လျှောက်ကျွန်တော်အမြင်နဲ့ဆွဲတောက်ပြတာတခုရှိတယ်။အဲဒါအပြင်ကိုကျွန်တော်ခုနဆရာမပြောခဲ့တဲ့ PRP เนาะနော်။အဲ Happy PRP လည်းကျွန်တော် try ကြည့်တယ်။ဒါလေးလည်းလုပ်ကြည့်တယ်။လုပ်ကြည့်တဲ့အပြင်အရှိမဆရာမမေးခဲ့သလိုပဲကျွန်တော်တို့ဒီ lifestyle နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်လေ့ကျင့်ခန်းလုပ်တာတွေရေတက်ပြေးဝအောင်တောက်တာမျိုးတွေအာကျွန်တော်ကျမကြီးအတွက်ကိုအကျိုးပြုစေမယ်။ဟင်းနီဟင်းရွက်တွေအစေ့အဆန်တွေစားတာမျိုးတွေပေါ့နော်။ဒီလိုမျိုးလေးတွေကျွန်တော် try မှုပါတယ်။ ဟုတ်ကဲ့ပါရှင်ဒါဆိုရင်ဒီသပင်ကျွတ်တဲ့လူတွေသပင်ပါတဲ့လူတွေအနေနဲ့ပေါ့နော်ဟိုဘလိုမျိုးအစားတောက်တွေကိုရွေးချယ်စားတောက်သင့်လဲဆိုတော့အကြောင်းအရာလေးကိုလည်းဆရာရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီအရှိမပြောခဲ့သလိုပေါ့နော်သပင်ကျွတ်တဲ့လူတွေကအောက်ခံအကြောင်းရင်းတွေအများကြီးပဲရှိတယ်အဲ့တော့အဲ့ဒီအကြောင်းရင်းတွေအကုန်လုံးကျွန်တော်တို့က cover ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့မှာရွေးချယ်စားတောက်ရမယ့်အစားအစာလေးရှိတာပေါ့နော်ဥပမာဖြစ်တော့နံပါတ်1ဆိုရင်ဗျာကျွန်တော်တို့ collagen ပေါ့ နော်ကောလာဂျင်ပြည့်ဝဖို့ကြတော့ကျွန်တော်အရိုးပြုတ်ရည်တွေကအဓိကကြတယ်အာတကယ်တမ်းကျတော့ကောလာဂျင်ကကျွန်တော်တိရစ္ဆာန်အရေးပြားတွေမှာပါပေမဲ့ကျွန်တော်တို့ဘယ်သူမှဒီလိုမျိုးကြက်တရည်တို့ဘာလို့ရွေးပြီးစားမနေဘူးပေါ့နော်အဓိကအရိုးပြုတ်ရည်ပေါ့ဒါမျိုးလေးစားလို့ရတယ်အဲနောက်တစ်ခုကတော့တန်တက်ပြည့်ဝတဲ့အစားအစာတွေပေါ့နော်အစင်းရည်အောင်ရှိတဲ့ဟင်းနင်းရွက်တွေအနီရောင်ရှိတဲ့အသားတွေပေါ့နော်ဒါမျိုးလေးတွေလည်းရွေးချယ်စားသောက်လို့ရတယ်အာပြီးတော့ကျွန်တော်ဒီသပင်မှာအန်တီအောက်ဆီဒန့်အရှင်ရှိတဲ့ဟာတွေပေါ့ဗီတာမင် A ဗီတာမင် C ဗီတာမင် E ပေါ့နော် ACE ပေါ့လေအဲ့ဒီဟာလေးတွေပြည့်ဝတဲ့ဟင်းနီးဟွက်တွေအစီဗီတာမင် C ပြည့်ဝတာဆိုရင်လည်းကျွန်တော်အချင်းနဲ့အသီးတွေဟင်းနီးဟွက်တော်တော်များများကတော့ဗီတာမင် C ပြည့်ဝပါတယ်ဒါမျိုးလေးတွေလည်းကျွန်တော်ရွေးချယ်စားသောက်လို့ရတယ်နောက်တစ်ခုကတော့ Omega 3ပေါ့နော်ငါးကြီးစီအာကျွန်တော်နိုင်ငံမှာငါးကြီးစီကတော့ငါးတွေရွေးချယ်စားသောက်တဲ့အခါမှာတော့အရင်ကြီးတော့ပမာဏများများမရဘူးမရတော့ဘူးကျွန်တော် Omega 3ကိုတောက်ကျင်နေဆိုရင် supplement အနေနဲ့ထည့်သောက်လို့လည်း ရပါတယ်နော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကအစားအစာလေးတွေကိုကျွန်တော်ရွေးချယ်စားသောက်ရတယ်အစားအစာတွေကိုကျွန်တော်ခုနပြောခဲ့သလိုမျိုးပဲရွေးချယ်စားသောက်ဖို့အတွက်အခက်အခဲရှိတဲ့လူတွေနေနေရတော့လေကျွန်တော် supplement လေးတွေရွေးချယ်ပြီးတော့တောက်တုံလို့ရတယ်အထူးသဖြင့်တော့ကျွန်တော်တို့ဥယျာဉ်ပြားအတွက်အကျိုးပြုစေမဲ့ collagen ပါတဲ့ supplement မျိုးစားလေးတွေကျွန်တော်တို့ဒီဥယျာဉ်ပြားရဲ့ပြည့်စုံမှုကိုဒီ antioxidant အရှင်ရှိတဲ့ vitamin A CE ပေါ့နော်ဒါမျိုးလေးတွေနောက် biotin ပါတဲ့ supplement အမျိုးအစားလေးတွေပေါ့နောက်တစ်သက်ချက်ကတော့ကျွန်တော်ဥယျာပြားမှာရှိတဲ့ blood circulation ပေါ့နော်ဥယျာပြားသွေးလှပမှုကိုကောင်းစေတဲ့ host day supplement အမျိုးအစားလေးတွေပေါ့နော်ဒီလိုမျိုးခုနကပြောတဲ့ ingredient လေးတွေပါဝင်တဲ့ supplement မျိုးဆိုရင်တော့ကျွန်တော်တို့ခုနကစပင်ပါတယ်စပင်ကျွတ်တယ်ဆိုတဲ့လူတွေအတွက်တော့ရွေးချယ်တောက်သွင်းလို့ကောင်းတဲ့ supplement အမျိုးအစားပါဟုတ်ကဲ့ပါရှင်ခုလိုမျိုးသပင်ပါတာသပင်ကျွတ်တာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဒီ နေထိုင်စားသောက်သင့်လဲဆိုတဲ့အကြောင်းအရာတွေရောဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုပါပြပြဆုံဆုံရှင်းလင်းပြောပြသွားပေးတယ်ဒီဆရာနဲ့ဆရာမကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင် ဒီနေ့စံသားကျမကြီးအကြောင်းစကားဝိုင်းလေးကိုကူညီပံ့ပိုးပေးတာကတော့ဩစတြေးလျနိုင်ငံကနေထုတ်လုပ်တဲ့ Fisher နဲ့ Fisher Premium မှာဖြစ်ပါတယ်ရှင်။ဒီ Fisher နဲ့ Fisher Premium မှာဆိုရင်တော့စံသားကျမကြီးအတွက်အရေးကြီးတဲ့ဥယျာဉ်ပြတွေ့လည်ပတ်မှုကောင်းမှုအတွက်ကူညီထောက်ပံ့ပေးနိုင်တဲ့ Hostel Equisiten Avance နဲ့ဈေးလိုလည်းပါဝင်ပါတယ်။ဒါအပြင်ပေါ့နော်ဒီစံသားကျမကြီးအတွက်အရေးကြီးတဲ့ Marine Collagen လည်းပဲဒီ Fisher နဲ့ Fisher Premium မှာပါဝင်ပါတယ်။ဒီ Fisher နဲ့ Fisher Premium မှာပါဝင်တဲ့ Marine Green Collagen ဟာဆိုရင် Hydrolyzed Collagen အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ဥလန်းချောင်းကနေပြီးတော့မှဆုပ်ယူမှုကိုလည်းအကောင်းစေပါတယ်။ဒီလိုမျိုးဒီ collagen တွေကိုဖြည့်စွက်ပေးရုံနဲ့မကဘဲနဲ့ခန္ဓာကိုယ်မှာနေပြီးတော့မှ collagen biosynthesis ကိုအားကောင်းစေဖို့အတွက် ascorbic acid နဲ့ဇင်းတို့လည်းပဲ fisher နဲ့ fisher premium မှာပါဝင်ပါသေးတယ်။ဒါပြင်ဒီ collagen တွေကို ဖြည့်ဆည်းနေတဲ့ဒီ free radical တွေကိုတားဆီးဖို့အတွက်ဆိုရင်လည်းပဲ powerful antioxidant တွေဖြစ်တဲ့ grape seed extract, ascorbic acid, lycopene like အစရှိတဲ့ antioxidant တွေလည်းပဲထပ်မံပါဝင်ပါတယ်။ဒီဆန်သားကျန်းမာရေးအပြင်အသားရည်ကိုအတွင်းပိုင်းအထိကြည်လင်ဝင်ပါစေတဲ့ advanced glutathione complex ဆာဆိုရင်လည်းပဲ fisher premium မှာထပ်မံပါဝင်ပါသေးတယ်ရှင်။ဆန်သားလှပတာတခုတည်းကိုပဲ focus လုပ်တာမျိုးမဟုတ်ဘဲနဲ့ self care တစ်ခုအနေနဲ့ beauty your healthy your better lifestyle တစ်ခုကိုပိုင်ဆိုင်မှုဆိုရင်တော့ facial နဲ့ facial premium ကတကယ့်ကို daily routine မှာနေ့စဉ်တောက်သုံးသင့်တဲ့ premium supplement တစ်ခုဖြစ်ပါတယ်ရှင်။ဒီနေ့ဆန်သားကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို professional point of view ကရော personal experience တွေရောပါပြည့်ပြည့်စုံစုံနဲ့ဆွေးနွေးတော့ပေးကြတယ်ဆရာဒေါက်တာချန်ချင်းကျော်နဲ့အတူဆရာမဒေါက်တာဝင်းလဲဖြူကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။ ဒီနေ့စကားဝိုင်းလေးကိုအချိန်ပေးပြီးနောက်ထောင်ပေးကြတဲ့ပေးသက်ကြီးအနေနဲ့လည်းပဲဒီစံသားကျမကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုနေထိုင်ရမလဲဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြည့်ပြည့်စုံစုံသိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။